ော့အတိတ်ကိုဘယ်လိုပြောရမလဲသိပြီးတော့ကျွန်တော်တို့အနာဂတ်ကိုပြောကြည့်အောင်အနာဂတ်ကျတော့ကျွန်တော်တို့ present continuous tense နဲ့ပြောလို့ရတယ် simple future tense နဲ့ပြောလို့ရတယ်အဲ့တော့အနာဂတ်ကိုပြောဖို့ကသုံးမျိုးပြောလို့ရတယ်နံပါတ်1က going to form so i'm really going to stop smoking ငါတကယ်ပဲဆက်လိုက်ဖြတ်တော့မယ်ဆိုပြီး going to နဲ့ပြောတာနော်နံပါတ်2က present continuous form i am seeing john this evening ငါဂျွန်ကိုဒီညနေတွေ့မယ် seeing john လို့သူက this evening ပါတဲ့အတွက်သိရမှာအခုတွေ့နေတာမဟုတ်ဘူးเนาะအခုမြင်နေတာလည်းမဟုတ်ဘူးအဲ့တော့ this evening ညနေမှတွေ့မှာဒါပေမဲ့သူက near future လို့ခေါ်တယ်အရင်နှိကက်နေတဲ့ future ကိုဒီ going to တို့ present continuous ဖြစ်တဲ့ seeing တို့ပေါ့เนาะ ਨੇ ပြောလေးရှိတယ်နောက်တစ်ခုကတော့ future form ပေါ့เนาะ future simple future tense ကတော့ will form Anna will be in the office from 10 until 4 p.m. အော်ဒါကတော့ရှင်းပါတယ်သူက future tense ကိုယူပြီးသုံးလိုက်တာဖြစ်တဲ့အတွက်အဲ့တော့ဥပမာလေးတွေကြည့်မယ်ဆိုလို့ရှိရင် going to ကဘယ်မှာသုံးလဲဆိုတော့အဲ့ဒီအနာဂတ်မှာဖြစ်မှာဒါပေမဲ့အခုစပြီဖြစ်နေပြီဆိုတဲ့ဘောပေါ့နော်ဒီပုံမှာကြည့်မယ်ဆိုလို့ရှိရင်တိမ်မိုးကညွတ်နေ look it's going to rain မိုးရွာတော့မယ်အခုလက်ရှိကိုမိုးကအုပ်နေပါနော် uh, Rebecca is going to have a baby next month သူကနောက်လမှာကလေးမွေးမယ်ခုပဲသူ့ရဲ့ကိုဝင်ကဘယ်နှလားရှိနေပြီပေါ့နော်မွေးမွေးခံနေဖြစ်နေပြီဆိုတဲ့သဘောအဲ့ဒီခါမျိုးမှာကျွန်တော်တို့ going to နဲ့သုံးတယ် going to ရဲ့နောက်မှာ verb ပေါ့နော် verb က infinitive verb ခုနကပြောတဲ့ sd esd မှာပါတဲ့ verb ကိုသုံးတယ်နောက်တစ်ခုကကြတော့ကိုက plan လောက်ထားတာဒါမှမဟုတ်အချိန်တစ်ခုအတွက်တေချာ schedule လောက်ထားတာပေါ့နော်အဲ့တော့ အဲ့ခါမျိုးကျတော့ verb ing ပုံစံနဲ့ပဲအလွယ်တကူပြောလိုက်တယ် what are you doing this evening ဒီညနေမင်းဘာလုပ်မှာလဲ i am staying ငါနေမယ်ဘယ်မှအပြင်မထွက်ဘူးပေါ့နော် what are you going what where are you going on holiday so me holiday မှာဘယ်ဘယ်သွားမလဲ joe's coming to the theater with us tomorrow i am starting a new job next week i am starting a new job next week ဆိုတော့ next week မှာစမှာเนาะဒါပေမဲ့အခုစတယ်လို့ဖြစ်နေတယ် i am starting ဆိုတော့ ဒါပေမဲ့သူက near future ဖြစ်တဲ့အတွက် verb ing ပုံစံနဲ့ပြောတယ်။နောက်တစ်ခုကတော့ will will ကတော့ future tense နဲ့ပြောတာဖြစ်တဲ့အတွက်သူကသိတာလေ။ဒါပေမဲ့ will ကြတော့ will ရဲ့နောက်မှာခုနကပြောတော့ will အာ will ရဲ့နောက်မှာ infinitive verb လာမယ်။အဲ့တော့ if I think it will snow tomorrow မနေ့ကနင်းကြလိမ့်မယ်လို့ငါထင်တယ်။သူကခန့်မှန်းတာပေါ့နော်။ guess လုပ်တာ။ be quick you will miss your or you will miss your train ပေါ့နော်ဒါဆိုလဲ gas လောက်တာပဲသူခံမှန်းတာမင်းမြန်မြန်မလုပ်ရင်ယထာနောက်ကြတော့မယ် Bella won't be here this evening ဆိုတော့ဒါကတော့သူကတိနေလား no ပေါ့သူ Bella ဒီဒီညနေလာမှာမဟုတ်ဘူးစသဖြင့်ပေါ့နော်အဲ့ဒါကိုလဲကျွန်တော်တို့က will နဲ့ပြောတယ်အဲ့တော့ future နဲ့ပတ်သက်ပြီးပြောရတဲ့ပြောပုံပြောနည်း၃မျိုးအဲ့ဒါလေးကိုလဲသေချာမှတ်သားထားဖို့လိုပါတယ်